မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့သကိုင်းငလင်ကြောင့်ထိခိုက်ဒေဆုံခဲ့တဲ့ပြည်သူတွေကိုစာနာနားလဲတဲ့အနေနဲ့အပြစ်ရဲ့တတန်းကိုမေလကုံတီထပ်မံတိုးမြင့်ခဲ့တဲ့စေအိုးစုဟာဒီကနေ့မနက်ပိုင်းမှာသကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းရှောက်ချုံပင်ရွာကို လေကြောင်းပိုးကျဲတိုက်ခိုက်သွားတယ်လို့ကောလင်းမြို့နယ်တော်လိုင်းအင်အားစုတွေကပြောပါတယ်။ကောလင်းမြို့နယ်ရှစ်ပိုင်ခန့်အကွာရွှေဘုံမြကြီးနားလမ်းဘေးမှာရှိတဲ့ရှောက်ချုံပင်ရွာကိုစေအိုးစုရဲ့တရက်ဦးလေတက်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ဘုံဒီနှလုံးကြဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့ Colin Pepper Different for KLPDF ကဆိုပါတယ်။ဆိုစုဘုံတွေဟာရှောက်ချုံမင်းရွာကဥမောင်ရဲ့နေအိမ်ပေါ်ကိုကြားရောက်ပေါက်ခွဲပြီးနေအိမ်မှာလူမရှိတဲ့အတွက်ထိခိုက်မှုမရှိပေမဲ့နေအိမ်လုံးဝပျက်စီးသွားပြီးမိဆက်နဲ့လျှက်စစ်မိတိုင်တချို့ပျက်စီးသွားတယ်လို့ဆိုပါတယ်။အမျိုးသားညွှန်ရေးအစိုးရအန်ယူဂျီလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ စောစုဟာငလင်းလှုပ်ခတ်တဲ့မလ28ရက်ကနေမေလ2ရက်ထိရပ်ပေါင်း40နေပါအတွင်းလေကြောင်းတိုက်ခိုက်မှုအကြိမ်300နေပါပြုလုပ်ခဲ့ပြီးပြည်သူ286ဦးသေဆုံးက900ခန့်တရားရရှိခဲ့တာဖြစ်ပါတယ်။